အာအခုကျွန်တော်ဘာလို့ bullet train စီကိုတော့သွားနေပါပြီအာကိုကဒီကျွန်တော်ဘာပေါ့မနော် text text ပေါ်မှာကျွန်တော်ဒီမှာငါ maxing နဲ့ပဲငါရပါနော်သူတို့ရဲ့လူကပါစံနဲ့ပြောရင်ထုံးနိုင်နိုင်ပါနော် for innovation စီပင်းဆောင်တာဆိုတဲ့ပါအဲ့တော့ဟို call maxing ငါတော့ဒါသူကနေသူသူတတ်မှတ်ထားစဉ်းတော့ငါပါနော်အဲ့တော့ နောက်တစ်ခုဒီမှာကျွန်တော်ဝယ်ထားတဲ့ single ကဟို data ကုန်သွားပြီ storage ဆိုကျွန်တော်9ရက်ပဲဝယ်ထားတာ data ကုန်သွားအတွက်သူတို့မှာကျွန်တော်ဒီဟို kit တောင်းနေပါတော့ kit တောင်းနေဖြည့်လို့ရတယ်ဒီမဖြည့်ခဲ့ကိုကျွန်တော်ဝယ်ဖြည့်လိုက်ပါတယ်ပြီးတော့အာ data package ဝယ်လိုက်တယ်ပေါ့နော် line ပေါ်ကလည်းကြည့်ပြီးတော့အာဝယ်လိုက်ပါတယ်အာဘာမှကျွန်တော် trade room ရှိပါအောင်ဟုတ်ပါ on the way round notification ရောက်မှာပဲပြန်တွေ့ပါမယ်ဒါက ticket ထုတ်တဲ့ဒါ ticket ထုတ်တဲ့ကောင်တာပေါ့နော်ဟုတ်ဟာကောင်တာမှာ ticket ပြန်ထုတ်ပါပါမယ်မရေးတာပါတယ် PN ချင်းနဲ့ long problem ဆိုတော့ problem ကကျွန်တော်ညနေ၄နာရီ train နေပါနော် အခုကျွန်တော်ဟောပါတော့ဒီ ticket ဖြတ်တာပေါ့နော် ticket ဖြတ်တာကျွန်တော်ပထမ129နဲ့ပေါ့နော်ကျွန်တော် visa ကနေကျွန်တော်ဖြတ်တာအဲ့ဒါဘာဖြစ်လဲဆိုတော့129ကလုံးဝကျွန်တော်စီ confirmation confirmation အတူ slip ပဲပို့ confirmation မပို့မပို့တော့အကျွာကုတ်လည်းမပို့ကျွန်တော်ဒီမှာကျွန်တော်ထုတ်လို့မရတိုင်းနေပတ်တိုင်းနေပတ်တော့ကျွန်တော်ဒီမှာ ticket counter ကိုသွားတော့ ticket counter ဟိုဟာမဖြစ်ဘူးလေဆိုတော့မဖြစ်တာဟုတ်ဆိုတော့အာကျွန်တော်ကနေပြီးတော့ဒီ အခုချက်ချင်းမေးတဲ့ဝင်စတော့မှအခုမှချက်ချင်းရောက်လာတယ်သူတို့ဟိုပါဘောနော်တစ်ကက်ကို can provide မလုပ်ပေးနိုင်ပါဘူးဆိုပြောပါနော်အဲ့တော့ကိုပါသားကိုမှဝယ်လိုက်ရတယ်ဘောနော်တစ်ကက်ကိုပါသားဝယ်လိုက်ရတော့ဒါပေမဲ့ကိုပါသားဝယ်ရပို့ပြီးတော့တတ်တာပဲပြီးတော့ refund ပြန်လောက်ကောင်းမှာပေါ့ refund ပြန်တောင်းအောင်မယ်ဆိုတော့ okay လောလောဆယ်အခုဟိုကျွန်တော်ဖြတ်လိုက်ပါဦးဆော်နေတယ်ဘောနော်ရထားကတကက် heavy အကျယ်ရွယ်သူတို့ကျွန်တော်ပုံမှန်ဘန်ကောက်သွားတဲ့ရထားနဲ့တခြားစီပဲဘောနော်တကယ်ဟို၄စိတ်လောက်ရှိတယ် ဒီမှာပဲတခါလေး duty free ပဲဝယ်လို့ရပါတယ်။ဒီရထားက China ကိုတိုက်ရိုက်ရောက်တယ်ပေါ့နော်။တရုတ်ကိုတိုက်ရိုက်ရောက်တယ်။အဲကျွန်တော်အခုတရုတ်သွားမှာမဟုတ်ဘူး။ဘယ်လိုလုပ်စေ။ No problem ပေါ့နော်။ Rubber ဝယ်သွားအောင်။ Okay. အဲကျွန်တော်ခုနကကျွန်တော်ရထားလက်မဲ့ဝယ်တာပေါ့နော်။ဒီကတရုတ်3000 3000ဆိုတော့တွေ့ကြည့်ရင်ပတ်900ပဲကြာတယ်ဗျာပတ်900ပဲကြာတယ် အာကျွန်တော်တို့ online မှာရောင်းတာဒီ12ကို900ဘတ်900နဲ့ရောင်းတယ်မဟုတ်လားတော်ပါသေးရဲ့မဖြတ်မိလိုက်တာပဲ refund ပြန်ရမယ်ဆိုရင်တော့မကန်ကောင်းသွားလို့အောင်ပြောအောင်ပါနော်အခုတော့ကျွန်တော်တို့ရထားကအခုက၄နာရီမှာညနေ၄နာရီမှာကျွန်တော်ရောက်နေအခု၂နာရီဆိုတော့စောသေးရပါနော်ဒီမှာစောင့်အောင်ပါမယ်โอเคပါအဲ့တော့စောင့်လိုက်ပါအောင်မယ်ခင်ဗျာ အကင်ကောင်းတာဖွင့်ပါပြီ။ဟာကျန်းစီကြပါလေ။ကျောင်းလည်းပြီးရင်ကို passport နဲ့ကျောင်းကုန်းနဲ့တော့ကျန်းစီရမှာပါ။ဒီဘက်မှာသူတို့အာ luggage တွေပါတယ်ပေါ့ extra ဖြတ်တာအာပြထားတယ်ပေါ့ ားထဲမှာကျွန်တော်လည်းရောက်ပါပြီ။အဲ့ဒါတော်တော်လေးတော့တန်ပါတယ်။ဒါပေမဲ့ကျထားထဲမှာပါလဲဆိုတော့အာမာလာရှန်ကောအနံ့ရတယ်ပေါ့နော်။မာလာရှန်ကောအနံ့တော့တော်တော်လေးရ။ဟုတ်ကဲ့ကျွန်တော်တို့ကောင်းပါ။ပရင်းပေါက်ကတော့မပေးထားပါဘူး။ဒါမှမဟုတ်လူမပိုင်းတော့ကောင်းတာပေါ့။ ှေ့ကိုတစ်ချက်သွားကြည့်လိုက်ပါအောင်။ရှေ့ရတာမှုရောင်းနဲ့ကောင်းတာပါနော်။ရှင်မာပန္နခန်းမီခန်းဆိုင်မိတီတန်တာမဟုတ်တွေပါဝယ်စားရရပါတယ်ခန်းနံဖိုင် EMU အာအခုကရတာသွားတယ်ဒီမှာမြေအောင်ပြီး158ကီလိုမီတာပါအဝါနဲ့သွားတယ်နော်အာ ုန158 km ဆိုပြီးတော့ပြောတယ်အာပြီးတော့ကျွန်တော်ဘေးပညာကြည့်ကြည့်ရတယ်အမြန်တယ်ဗောနော်ဟောပြီးတော့ရထားဟိုတော်တော်လေးကိုညိမ့်ပါတယ်တော်လို့တော်နေမှာတော့မသိဘူးဗောတော်တော်လို့ပြောလဲဝင်ခံမှာလားကျွန်တော်ကွာမှာလားပထမဆုံးအာ first time ဒီလိုညံနှုံးကြီးရထားအောင်စီးဘူးတော့ဗောနော်အားကြောင့်မလို့ပါ အဝင်းကျင်အနေထားတော့မြန်မာပြည်ကအဲသူမသားကုမသားပါပဲဒီဟာတွေကအဲ့လိုပါပဲလက်ဝင်းတွေပါညာနေထားတဲ့အကောင်လုံးကဒီပုံစံတိုင်းပါပဲအခုကလုံးပရာခံရဲ့အဲကိတ်ရောက်ပြီပေါ့နော်ဒီမှာကြည့်ပါ ရပါပြီကျွန်တော်နှစ်နာရီကြာကြာတော့ပြီပဲစီးလိုက်ရတာပေါ့နော်လမ်းမှာလည်းအဲ့လိုမျိုးရက်ရက်ကတာခဏလေးတည်းမြင်ရတယ်ပေါ့နော်မှတ်တာပုံကူလောက်ရက်တယ်ပြီးတော့ရပါပြီဗန်ဗီအဝင်ကတော်တော်လှပါတယ်ကျွန်တော်ကရိုက်ထားပါတယ်အာကောင်းကောင်းရောက်ပြီပေါ့နော်မျိုးကတော့တောင်ပတ်လေဒါတွေလို့လည်းမစိုးဘူးပြန်ရင်းလို့မပူဘူး ကန်တူဟုတ်တယ်ခင်ဗျာ။ကြံကြမ်းမှနည်းနည်းပူသေးရ။စိမ့်ဆိုနေတာကျွန်တော်ကျွန်တော်ကျွန်တော်ကြိုက်တဲ့မျိုးပေါ့။ကျွန်တော်ကအဲ့လိုမျိုးဒီစိမ့်စိမ့်ဆိုဆိုအဲ့လိုမျိုးဟွာဖြစ်ရင်ကျွန်တော်အရင်သဘောကြတာနော်။အာကျွန်တော်ရှိခဲ့တဲ့ဖူဒါယွန်စတေရှင်မှာလုံးဝလုံးဝ Chinese spice အပြည့်ပဲ โอเคအခုကားငားလိုက်ပါမယ်အခုကကျွန်တော်ဒီကမဟောင်းနေပါဘာကားငားဖို့လောက်တာဒါမဲ့ဒီဖန်ကားနဲ့ပဲကျွန်တော်သွားလိုက်ပါဖန်ကားကနည်းနည်းပိုတန်တာပေါ့နော်ပိုတန်တဲ့တောင်မှဖန်ကားနဲ့သွားလိုက်ပါမယ်ဟိုကောင်းနေကကစ်ကတသိန်းခွဲလောက်တောင်းတာကကျွန်တော်ဒီကောင်းနေကဟိုပါပဲကြာတယောက်ကို၄000 3ယောက်ဆိုလို့ရှိရင်တသိန်း1000အဲ့လောက်ပဲကြာတယ်ပေါ့နော်ဆောင်းအတန် အဲ့ဒါလည်းပဲလိမ့်လိုက်ပါတယ်ခါပေါ်နေသွားနေအမြင်ခွင်မှာဟိုတယ်ကိုရောက်ပါပြီဟိုတယ်ကအခုလေးမှာနော်လမ်းလေးကနည်းနည်းဝင်ရတယ်ဟိုတယ်နာမည်ကအဲ့ဒီမှာပေါ့နော်ဟိုတယ်လေးကအရင်မိုက်တယ်မြေကန်ပေးမှာ Mary Riverside Hotel ဆိုပြီးပေါ့နော်ဒီဟာဟိုတယ် reception မှာကျွန်တော်ဒီကောင်ကိုဟိုကနေပဲဖြတ်လိုက်တယ်အဂိုဒါကနေပဲပေါ့နော် ကျွန်တော်ဗီဇာကတ်ကနေပဲကျွန်တော်ဖြတ်လိုက်ပါတယ်။ညို့ရပါဗျာတော်တော်အေးချမ်းတယ်ဒါပေမဲ့ကျွန်တော်အလာတော့ဟိုလမ်းမှာကြည့်ခဲ့တာလေ။ဟိုအလောက်ကမဲ့ထင်တော့ဟုတ်လား။မီးပြက်နေထင်အောင်မှမီးမပြက်ပါအောင် reservation မှာကျွန်တော်ဒီမှာ checking လုပ်ပြီးသွားပြီဗျာနော်။ဒီဟိုတယ်ကတကူမိုက်တာကဘာလဲဆိုတော့ဟိုကဖနက်မစီဖနက်တော့တက်နေမှာဖနက်မစီတာဖနက်စီကြမလို့ဘောနော်ဟာဆို အဲကျွန်တော်အခန်းပြပါမယ်ဒါလေးပါကျွန်တော်အခန်းမှာအခန်းမှာအခန်းကကျဲပါတယ်တီဗီလည်းပြီးထားတယ်ခေါင်းရှိအခန်းတော်တော်ကျဲတော်တော်ကျဲတယ်ဒီဟိုက queen queen side but နှလုံးပြီးတယ်မဟုတ်လား queen side ပဲနှလုံးပြီးရဲ့ဒါရေချိုးကန် ရေချိုးကန်ကျဲတယ်ဗျာကျဲကြီးပဲရေချိုးကန်နဲ့ကြည့်ကြည့်လိုက်လုံးအောင်ကျဲကျဲတယ်ရေချိုးကန်နဲ့ကျဲတယ်စိုးတန့်တယ်ဟိုတက်ကတခုမိုက်တာကဘာလဲဆိုတော့ကျွန်တော်မင်းဒီမှာဒီကောင်ကဘာလဲဆိုလို့ရှင်ကျွန်တော်ဟိုပါဘောနော် river view อืม river view ဒါဟိုကျွန်တော်လုံဖရာဘန်းဝေရောပြီးတော့ဒီဟိုမဟုတ်ဘူးเนาะ အာကျွန်တော်တို့ဟိုဟိုဘက်ကဘာထိုင်းလည်းမဟုတ်ဘူးအာလိုဘရဘန်တကယ်ဟိုလာဝရဲ့ကုံတွင်းထဲမှာပေါ့နော်ဟိုဒါခန်းခန်းဟိုမြင်နေရပေါ့မနေ့ကျရင်တော့အာတော်တော်မိုက်ပါပေါ့နော်ဒီစီပဲကချေလို့အရင်ကောင်းတာဒီမှာထိုင်းကုံလေးတည်းပေးထားပါပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်လည်းခီးရပြင်ပန်းနေပြီဆိုတော့မနေ့မှပဲ ြန်တွေ့ပါတော့မယ်မနေ့ကျရင်ထည့်ရပြပါမယ်ပြီးရင်ကျွန်တော်ဟိုမနေ့ကျရင်အာချင်းပိုင်းပြန်ပါမယ်အာရှေ့မှာမိုးချိုလျက်စီရလန့်တယ်โอเคမနေ့ကျရင်တွေ့ပါမယ်ဒီမနက်တော့ရောက်တော့เนาะပြန်ရအောင်ခလာကြာအာခါရရင်ကျတော့ပြန်ရအောင်မယ်ဆိုတော့အာလိုလိုသေးရောเนาะ၄ရက်တနိုင်မှထွက်မှာအခုဟာကကွန်မန်ဒါ9နိုင်ဝယ်ပဲရှိသေးပါเนาะ အာအမှန်ပြောရင်တော့ဒီမျိုးမှာလေးခြင်းတယ်ပေါ့နော်လာလဲလာဒါပေမဲ့ဒီမှာလေးရင်တော့တစ်ဖက်ကို3ရက်ပဲရှိရလားဒီချင်မှာလို့ဆိုတော့အဲကျွန်တော် BN ညမှာတိုင်ပတ်ပြီးကြာသွားတယ်ပေါ့နော်အဲဒါကျွန်တော်ရှိမှာလားကျွန်တော်ဟိုတယ်ရှိတဲ့နေရာမှာပေါ့နော်ပြီးရင်ကျွန်တော်မှ breakfast ဖြည်းသွားစားမှာပါအဲဒါဟိုတယ်ရှိတဲ့နေရာမှာမိုက်တယ်ဒါယူပါနော် တော့ဒီထဲမှာလှေစီးလို့ရတဲ့ service ရှိတယ်တော်တော်ပြောဒါကျွန်တော်အာ professor အမေရပါနော်မိုက်ရပူဖေးကျွေးပါတယ်ကျွန်တော်၄ရောက်ခံကိုငားလိုက်တာဟောပါပဲကြာပါနော်အားလုံးမောင်းထုတ်တယ်ကိုရကြာ reverse အပါဝင်မောတက်ပါတယ်အဲတော့ကျွန်တော် reverse တော့စားလိုက်ပါဦးမယ် ပြီးရင်ကျွန်တော် TDC update ပြန်လုပ်ပြီးွားရင်တော့အဲလေရင်ဝင်ကျွန်တော်ထပ်ပါပြီအားလုံးကကျွန်တော်ဗီဒီယိုကြည့်ပြီးရလူတိုင်းကိုနော်ကျေးဇူးအများကြီးတင်ပါတယ်အဲကျွန်တော်ကြံလာတော့ဆက်ပြီးတော့ငယ်ပြတော့ချင်းမိုင်ရောက်မှာပြန်တွေ့ပါမယ်ချင်းမိုင်မှာရိုက်အာအန်ဒီတော့ရှောက်လေဗီဒီယိုလေးကျွန်တော်ပြန်ပြီးတော့ထပ်တင်ပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်